Maori, 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 Maori. ။ဒါလာပါတဲ့မော်ရီယိုမျိုးလေးမှာအင်ရှင်မတေးရောဘေကွန်တစ်ခုနဲ့ကျုပ်တလုံးကြုံနေပြီးတော့ပါမုံမီခင်20နဲ့တူလေမော်ရီလေးဦးပါလောင်းထည့်လိုက်ပြီးရဲသာရှိလိုက်ရဲ့မနက်ဆောင်ပြင်ဆင်နေပါတယ်။ဒါပေမဲ့ပြင်ဆင်နေတဲ့အင်ရှင်မကောင်းတဲ့မုံမနဲ့လက်ပဲကြီးဖြစ်နေပါတယ်။မင်္ဂလာပါဆရာမော်ရီယိုမျိုးလေးကိုပထမဆုံးချိန်ရောက်ဘူးတာထင်တယ်။အာမျိုးချိန်နေရဘလို့လဲ။ဒီမျိုးကအမဲရှာစုပြုတ်ကတော့စားလို့ကောင်းနေဗျ။မဟုတ်ဘူးလေထူးဆန်းနိုင်ပါဖြစ်သေးလားလို့မေးရ။ Sorry ပါဆရာအဲ့လိုတရင်နေတော့မကြားမိဘူးဗျ။ရရရရဘာမှမဖြစ်ဘူးမျော်လင်းနေ။ဒီနေ့ကအเจ้าရဖွင့်တဲ့ပထမဆုံးနေ့ဖြစ်ပြီးတော့ Hero Cell ခိုးကြီးဆိုတဲ့အเจ้าသားလေးကအเจ้าကိုလာနေတဲ့အချိန်မှာမြေပုံအသေးကြီးမကြီးဖက်နေတဲ့ဂျိုးရ ရောင်းနဲ့တိုက်မိပြီးတော့လွင်သွားပါတယ်ဂျိုရာရောကပစ္စည်းလေးကို Star Plate တီနဲ့သိမ်းပြီးတော့လဲမကြောက်အောင်ထိမိလိုက်တာမလို့ခိုးဝီကြီးကဂျိုရာရောကိုကြည့်တဲ့အချိန်မှာတော့ဂျိုရာရောကရက်ရှည်ကြီးပါဂျိုစကီနိုနေရဲ့ရက်ကော့ကိုဘယ်လိုသွားအောင်လဲလို့မင်းနဲ့ဘဲရဲ့စာအုပ်မှာခူးချိုဂျိုရာရောရေအားတော်တွေးလိုက်ပြီးတော့စီရမယ်ဘက်စကားနံပါတ်ကိုခိုးဝီကြီးကပြောရလိုက်ပါတယ်ဟဲ့ကောင်မင်းចောင်းသားသိမ့်မလားဦးညွန့်စံဟုတ်ကဲ့ပါကျွန်တော်နိုင်မယ်ဟီးရိုစေခိုးဝီကြီးလို့ခေါ်ပါတယ်စံပါဒူဘိုင်ဘုံပေါင်းနေရဲ့စီနီယာအေရီယာတခြားဘက်စကားကိုစီရမလို့စိတ်ဖို့မလို့ကြောင်းခိုးဝီကြီးကပြောနေတဲ့အချိန်မှာစီနီယာအေရီယာចောင်းအောင်တယောက်ကိုပြဿနာရှာနေပြန်ပါပြီကေလန်ကြီးနဲ့ចောင်းသားလေးကလဲတဲ့ကောင်ကိုကြည့်နေတာဖြစ်ပြီးတော့လက်ကိုကန်ကြည့်ဖို့တိုးဆုံးနေတာဖြစ်ပါ ပါတယ်။စီနီယာအေးဒီကကျောင်းသားလေးကိုမတက်ရခံလိုက်တဲ့အချိန်မှာကျောင်းသားလေးကပထမနေ့ပင်မှာရက်ရှည်ကြီးဖြစ်နေပါတယ်။စီနီယာအေးဒီကကျောင်းသားလေးရဲ့ဝုံမုံစားပုံတွေကိုမကြိုက်ဘူးလို့ပြောပြီးတော့လက်ရှိကိုကောက်ကွယ်လိုက်ပြီးကျောင်းသားလေးကိုလက်ပြန်ရန်ချလိုက်ပါတယ်။ Sorry ပါ Senpai ကျွန်တော်မသိလို့ဒီလိုဝုံမိတာပါ။ကျောင်းသားလေးကရင်ကြီးတောင်းရနေမဲ့စီနီယာအေးဒီကလက်ကိုပြစ်ပေါက်လိုက်ပြီးတော့လက်ကထန်ရအောင်ပါတယ်။ဟဲ့ကောင်မင်းဝင်တွေချွတ်ဆိုင်ပတ်စံပါရင်ငါတို့ကိုပေးခဲ့။ကောင်လေးမင်းလည်းသူ့လိုမဖြစ်ချင်အဲ့လိုဝစားရင်မိုးနဲ့ကြားလား။ဟဲ့ကောင်ဒါနဲ့မင်းနဲ့မေကဘာလဲကွာ။ခီကာရှိကာတာဂျိုးစကေလို့ခေါ်ပါတယ်ခင်ဗျ။ Bye ဟီဂါရှိကာတာဂျော့စကေဟုတ်လားနာမည်မှာဂျိုနယ်လုံးလဲဆိုတော့ဂျော့စကေဒီနေ့စပြင်ကတော့မင်းဂျိုဂျိုလို့ခေါ်မယ်ဟေးကောမင်းမင်းချွတ်စံဘတ်စကာရောက်နေပြီမချွတ်တော့တော့မင်းရဲ့ပေါ်တော်တော်စမေရောငါညက်ပြမှာအေးစမ်ပါ မင်း90ပြန်ဘာပြောလိုက်တာဂျိုစကေးကစတန်ကိုထိုးလိုက်ပြီးတော့စီနီယာကြီးကိုထိုးတဲ့အချိန်မှာစီနီယာကြီးရဲ့သွားတွေကကြွားပါတယ်မေဘီစံပိုင်း90ပြန်တော့လာမရှိနဲ့90ပြန်ခူးကိုင်းနဲ့တူတယ်လို့ပြောလိုက်တာမလားဟာငါအဲ့လိုမပြောလိုက်မိပါဘူးခွာမေဘီငါ့ကိုမလဲနဲ့ငါကြားလိုက်တယ်ကောင်းရံနေဘာသာဖြစ်တာလေကပြီးတော့ဂူနာဟာစတန်ပဲဂျိုစကေးကလက်ကိုထဲလာပြီးတော့လက်ရဲ့တန်ရံတွေကပျောက်သွားမှာလို့ခိုးရေးကြီးကအန်အောနေပါထိုးခဲ့လိုက်ရစီနီယာကြီးရဲ့နှာခေါင်းရိုးကတဖြည်းဖြည်းနဲ့ပြန်ကောင်းလာရင်မှအရင်နဲ့မတူတော့ဘဲနဲ့နှာခေါင်းပွားကြီးဖြစ်သွားမှာလို့စီနီယာကြီးကထိမ့်နေတော့ကြပါတယ်ဟိုစံပိုင်းမင်းကြောင့်ကလက်ကိုမထိချင်ပဲထိသေးရပဲအဲ့ကိစ္စဘယ်လိုပြန်လုပ်ပေးပါလဲဟမ်စီနီယာကြီးကဂျိုစကေးကိုလန်ဝါးက မို့လို့ပြေးဝင်ကြပါပြီ။ရရရရဆိုတော့ဒီကောင်ပဲပေါ့အဲ့လိုနဲ့ဂျိုရာကဂျိုစကင်နာကိုကတ်လာပြီးတော့ဂျိုစကီကလည်းဂျိုရာကိုရှိုးနေပါတယ်အမလေးစပါလေးပြေးဟာလက်လိုက်တာခုနကတော့လေးလေးကိုမမြင်တာမမားဘူးကလက်ကတကယ်ကြီးကောင်းသွားတာဟီကရှိကတ်တာဂျိုစကီအမေနာမည်ကထုံမခုမင်းသက်၄နှစ်တော့ရပောင်း90လောက်ဖြားနေခဲ့ပြီဘသူကမင်းကိုတီးမဲ့ရှိမဲ့ဆိုတော့မပြောနိုင်ခဲ့ဘူးအဖေနာမည်ကအခွင့်အရေးမှာဒါကြီးကခတ်လိုက်တာ မင်းဖေနာမည်ကဂျိုဆက်ဟုဂျိုစတာဂျိုစတာအင်ချမ်မျိုးတီထောင်တဲ့လူပဲ။အော်ငါကြားဘူးရအမေရိကန်ကနာမည်ကြီးပဲ။ကြီးကြီးက88နှစ်ရှိပြီ။သူတည်တဲ့ခါမှာအမွေခွဲဖို့ငါစုံစမ်းကြည့်ရတော့ဂျပန်မှာသားတစ်ယောက်ရှိနေရကိုသိလိုက်ရတယ်။ဘိုးတို့ကသူကိုယ်ရင်တော့မသိဘူး။စောက်တလွဲပြောတော့မိန်းမတစ်ယောက်တည်းပဲချစ်တာဆိုပြီးအခုကျတော့တိတ်တိတ်မုံသားနေ။ Sorry ငါအဲ့လိုမပြောလိုက်သေးဘူး။ဆွေမျိုးဆက်ရရင်တော့မင်းနဲ့ငါဦးလေးနဲ့တူတော်ပါပေါ့။ဂျိုစကေကဂျိုရာတို့တွေ့ရဝမ်းသာကြအောင်ပြောလိုက်ပြီးတော့ဂျိုရာတို့ကလမ်းဆောင်ရင်စကားပြောအောင်ဆိုပြီးခေါ်ပါတယ်။ဆိုတော့ကြီးကြီးတင်ရင်မင်းကသုံးဖို့တပုံရမယ်။လောလောဆယ်တော့ဂျိုစတာဆိုင်မှာပြဿနာကြီးတက်နေကြတယ်။ဗျာဘလို့ပြဿနာကြီးလဲဗျာ။ကြီးကြီး ီးဖောက်ပြန်တာပေါ်သွားလို့လေကွာငါဖွာစူစီကအခုဒေါ်ရရန်ထွက်နေအဲ့ချိန်မှာဂျိုးစကေကသူ့ကြောင့်ပြဿနာရတက်ရတယ်ဆိုပြီးတော့ဂျိုရာတို့တောင်းပန်လိုက်ပါတယ်အာနေပေါင်းဂျိုးစကေမင်းကဘာလို့တောင်းပန်နေရလဲကအာကျွန်တော်ကြောင့်ပြဿနာဖြစ်နေရဆိုတော့ပြည့်စည်သူလို့ခံစားလို့ပါဒီကောင်ပါလေးကငါဂျီကြီးစားထိုးခံဖို့အောင်ပြင်ဆင်လာတာကို तू ကတော့ပြန်တောင်းပန်နေအဲ့ချိန်မှာចောင်းသူတွေကရောက်လာပြီးတော့ဂျိုးစကေရဲ့စပင်ကကြီးကောင်းနေဆိုတဲ့ចောင်းပြောနေတဲ့အချိန်မှာဂျိုးစကေကမအားသေးလို့ပြောလိုက်ပြီးမှចောင်းသူတွေကဆက်ပြောနေရမလို့ဂျိုရာတို့ကြီးကတင်းလာပါတယ်ဂျိုးစကေငါတို့ပြောလို့မပြီးသေးဘူးအာရစပင်ចောင်းဝင်းပြောမိနေအဲ့ချိန်မှာဂျိုးစကေကသူ့စပင်ကိုမကောင်းပြောရဆိုပြီးစိတ်တူလာပါတယ်အာဂျိုးစကေနေပါဟော ငါမင်းစော်ကားတာမဟုတ်ဘူးလေဒါပေမဲ့ဂျိုးစကေးကပြောမရအောင်မနဲ့စတန်အင်းထွက်လာမှလို့ဂျိုးရာတို့ကစတားဖလက်တီရနဲ့ဥအောင်ထိုးပလိုက်ပါလေမြေလာဂျိုးစကေးဒါကိုစတန်လို့ခေါ်တယ်ဂျိုးဆက်ဥဂျိုးစတားမှာလည်းစတန်တစ်ခုရှိတယ်ဒါပေမဲ့ဂျိုးစကေးကဂျိုးရာပြောရတယ်ကိုလောကနာမထောက်အောင်မနဲ့စတန်ဝန်တော်ပြီးတိုက်ခတ်တဲ့အချိန်မှာဂျိုးစကေးရဲ့စတန်ကပါဝါရန်ကြီးနေရအောင်ဂျိုးရာတို့ကသတိထားမိသွားပါလေဂျိုးရာကဂျိုးစကေးကိုကလေးဆိုပြီးညာနေပေမဲ့ဂျိုးစကေးကမညာမှလို့ဂျိုးရာလည်းဂျိုးစကေးနောက်ကိုရောက်သွားပြီးတော့ဆောက်ွက်ကြီးကိုအားအပါထိုးလိုက်လိုက်ပါလေဂျိုးစကေးထိုးခဲ့လိုက်ရမှလို့ကျောင်းသူတွေကအော်နေတဲ့အချိန်မှာပါဇက်ပဲပြီးထွက်လာဖို့ဂျိုးရာတို့ကပြောလိုက်တော့ဂျိုးရာတို့ကကြောက်စရာကြီးပြီးမှခန့်တယ်လို့ပြောပြီးကျောင်းသူတွေကထွက်သွားပါလေခိုးကြီးကတော့ဘာမှမနားမလဲတော့ပါဘူးဘေ ယ်ပဲဂျိုးစကေဒီကောင်မလွယ်ဘူးอ่ะငါသာချိန်ကိုမဲလိုက်ပြီဆိုရင်ဒဏ်ရာကျော်သွားနိုင်တယ်လာလာဂျိုးစကေထားထားအာဂျိုးတာတို့ဆန်ရပါရဲ့ဗျာထားလိုက်ပါဂျိုးတာကိုတိုင်ဂျိုးစကေရှီကိုရောက်လာရင်ခြားကြောင်းရင်းတစ်ခုရှိပါသေးတယ်ဂျိုးဆက်ကြီးကဂျိုးစကေရဲ့ပုံဟာမင်းပါမင်းနဲ့ကြည့်ရဲ့ချိန်မှာဂျိုးစကေရဲ့ပုံပေါ်လာမင်းနဲ့စတန်ဟူစာလူသက်သမားတအူးရဲ့ပုံပေါ်လာပါတယ်ဒါကြောင့်မလို့ဒီကောင်ကိုတွေးမိရဲ့ဆိုရင်သူ့ကိုအကြောင်းကြားဖို့ဂျိုးတာတို့ကပြောလိုက်ပါတယ်အဲ့လိုနဲ့ဂျိုးစကေနဲ့ကိုရီစီကကြောင်းတော့ကြနေရမလို့သွားလိုက်ရမလို့ပြောပြီးတော့ဂျိုးတာတို့နှုတ်ဆက်ပြီးထွက်သွားကြပါတယ်ဂျိုးစကေဒီကောင်တော်တော်ထူးဆန်းတဲ့ကောင်ပဲပြီးတော့သူ့ရဲ့စတန်အောက်ထုတ်ကဘာပေါ်ရင်းဖြစ်သွားတယ်ဟာ ပြောရရင်တော့သူ့ရဲ့ stand ပျက်စီးသွားရတဲ့ຢာပြန်ပြီးပြင်လို့ရရပေါ့အုတ်ထုတ်နေရပါငိုင်းမဲနာဆိုရင်တော့မတွေးရစရာပဲကြောက်စရာကြီးอ่ะအကောင်းဘက်ကမြင်ကြည့်ရင်တော့ तू อ่ะအားကိုးလို့ရမယ်ဖတ်တော့တာဖြစ်လာနိုင်တယ်ဒီပုံထဲကကောင်က Joe Skin နဲ့ဘာမှဆိုင်ပါစီနဲ့လို့ပဲမျောလင်းရတာပဲအမျိုးသမီးတယောက်อ่ะ platform မှာလမ်းကြောင်းနေကိုကားနဲ့ပဲတွေကဖုန်းလာကြောင်းနေရမလို့ဖုန်းလာကြောင်းနဲ့ပဲမျက်နှာကိုမှန်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်အဲ့ချိန်မှာရဲတွေရောက်လာမလို့ရှေ့ရသွားနေရယူမောက်ဖမ်းရဖို့ပြောလိုက်ပြီမဲ့ तू သမီးဖြစ်နေရမလို့ဖမ်းလို့မရအောင်မင်းသားကောင်ကနေလို့ပြောလိုက်ပြီးတော့လမ်းမမှာတဟိုးနဲ့ချောင်းနိုင်ဆိုးနေရဖွားကြီးကိုကူညီပေးလိုက်ပါတယ်တကယ်တော့မျိုးသမီးက Joe Skin အမေဖြစ်ပြီးတော့ရဲကြီးက Joe Skin ရဲ့ဖိုးက ဲဖြစ်ပါတယ်။လမ်းတစ်ဖက်မှာကာဘယ်တပွေကလမ်းလျှောက်လာပြီးတော့လူတယောက်ကိုဝင်တိုင်းပေးလိုက်ပါတယ်။အဲဒီမှာတိုင်းပေးတဲ့လူကတိုက်ခိုက်ရတဲ့ပခုံးကိုဆုပ်ကင်ပြီးတော့ကြီးတဲ့အချိန်မှာတော့တိုက်ခိုက်ရတဲ့လူကလမ်းသွားပါတယ်။ဘေးရဲနမရအင်ဂျယ်လိုလို့ခေါ်ပြီးတော့ဆန်းနေတဲ့အရွယ်ကလေးကဓမြမှုတွေမနှိမ်မှုတွေကျူးလွန်ခဲ့ရပါ။ထောင်ထဲကိုဝင်လိုက်ထွက်လိုက်ဖြစ်နေပြီးနောက်ဆုံးမှတော့ကျူးလွန်ခဲ့ပြင်းမှုတွေကကြီးလင်းလို့တာမလို့ကျိုးပေးလိုက်ရင်ပဲမသေးရပြင်ထောင်ထဲကပဲထွက်ပြေးသွားပါတယ်။ဒီဘေးကစတန်းကြောင့်လွတ်မြောက်သွားဖြစ်ပြီးတော့မြို့ထဲမှာပုံဝင်နေတဲ့ဆိုတဲ့ကြောင့်ဂျိုရာတို့ကစဉ်းစားလိုက်ပါတယ်။အဲ့လိုနဲ့ကြောင်းစင်းတဲ့ချိန်ညနေခင်းကိုရောက်လာပြီးတော့ဂျိုးစကင်းနဲ့ခိုးရှိဟာအေယုံတူတူပြန်မှုပြောလိုက်ပြီးတော့အိမ်ပဲနဲ့လဲမှာရဲကားတွေကိုတွေးလဲရမလို့ဆက်စုပြီးတော့ရဲ ဲကရဲနောက်ကိုလိုက်သွားကြပါတယ်။ဓမြတိုက်နေတဲ့ငါမြေကြီးဓမြတစားခဲမိန်းလေးတယောက်ကိုခေါ်ရတာ။ဓမြရဲတွေကိုနောက်ဆုတ်ခိုင်းပြီးတော့ကားနဲ့ထွက်ပြေးမှလို့ပြောနေပါတယ်။ဟဲ့ကောင်ဟိုနားချက်ဘူးကားနားနေဖဲလို့ပြောနေမှမကြောက်တာပြီးတော့ဟိုဒစ်ကင်တဲ့ကောင်ဖဲစမ်းဓမြဂျိုးစကီရဲ့ကေကိုစောက်ကားမိလိုက်အောင်လို့ခိုးကြည့်ချိန်တဲ့အတိုင်းဖြစ်လာပြီးတော့ဂျိုးစကီကဓမြစီကိုသွားနေပါပြီ။ဟဲ့ကောင်ခွေးမသားမင်းဦးနားငါးစပင်ကေကိုဗာပြောလိုက်တာ။အဲ့လိုနဲ့ဓမြမိန်းလေးကိုဓာတ်နဲ့ထိုးလိုက်တဲ့အချိန်မှာဂျိုးစကီရဲ့စတန်ကနှစ်ယောက်လုံးဘိုင်ပေါင်ကိုထိုးလိုက်ပါတယ်။ဂျိုးစကီကစတန်ကိုတင်းလိုက်ပြီးတော့မိန်းကလေးကိုဆွဲပေးလိုက်တဲ့အချိန်မှာနှစ်ယောက်လုံးဘိုင်ပေါက်တဲ့တိုင်ကပြန်ကောင်းအောင်မိမယ်။ဓမြရဲ့ဘိုင်ထဲမှာတော့ဓာကြီးကကြံခဲ့ပါတယ်။ဂျိုးစကီက မကိုဆေးရုံတစ်ခုမှသွားထုတ်လိုက်လို့ပြောနေတဲ့အချိန်မှာပဲဓမ္မရဲ့ဗဇက်တွေကနေစတန်တစ်ခုကထွက်လာပါတယ်စတန်ကခန္ဓာကိုယ်ထင်းချုပ်ပြီးဓမ္မတိုက်နေအောင်ဂျိုးစကေးကနှောက်ရှက်လိုက်တာမလို့ဂျိုးစကေးကိုစောင့်ကြည့်နေမယ်လို့ပြောပြီးရေမောင်နဲ့ဝင်သွားပါတယ်ဆောက်ကလေးမင်းယူနေရတာတေးချိန်လို့လားလာစားအသာရှိဖန်းကန်စကိုရှိရတော့ဂျိုးသားတို့ပြောတော့ဒီမျိုးကမကောင်းတာတစ်ခုရှိနေပြီဆိုတဲ့အကြောင်းစဉ်းစားနေပါတယ်အဲ့လိုနဲ့ဂျိုးစကေးကအိမ်မေရောက်သွားပြီးတော့နောက်လေးရတဲ့စကားပြောဖို့အတွက်ဂျိုးသားတို့ကနေရာတစ်နေရာကိုချိန်လိုက်ပါတယ်ဂျိုးစကေးရဲ့မိရဂိုရောင်ထဲမှာကိုပါတစ်ခုရှာနေတဲ့အချိန်မှာနွားနို့ဘုသမားတယောက်ရောက်လာပြီးတော့တကယ်နွားနို့ဘုသမားမဝင်နဲ့အင်ဂျယ်လိုကြီးဖြစ်နေပါတယ်အင်ဂျယ်လိုကဂျိုးစကေးသူ့လုပ်ကိုရှုပ်သွားရဲဆိုပြီးတော့ဂလေသားရှင်ကိုအင်ဒ ိတိုင်းလာပါ episode 1ကတော့ဒီဘာပဲပြီးသွားပါလေကျေးဇူးအားပေးတဲ့ကျေးဇူးပါဘလို့